အားလုံးပဲမင်္ဂလာပါ Daily Technology မှာကြိုဆိုပါရစေ။နိုင်ချိန်တော့မယ်ဆိုလို့ချင်းဒီနိုင်တစ်ခုကို limit မဖြစ်အောင်ကျွန်တော်ချိန်တဲ့နီလန်ကိုပြောပြမှာဖြစ်ပါတယ်။အဲ့တော့ရက်ပေါင်း60ပြည့်သွားပြီဆိုလို့ချင်းကျွန်တော် limit မထီအောင်ချိန်လို့ရပါတယ်အကယ်၍ဒီနီးကိုမတိထားဘူးဆိုလို့ချင်းတော့ limit ထီမှာတည်ကြပါတယ် name limit ကိုပြောတာပါအဲ့တော့ကျွန်တော်ရဲ့ Facebook အထည်ကိုဝင်လိုက်ပါမယ် ဝင်ပြီးွားပြီဆိုလို့ရှင်တော့ကျတို့ရှိမ့်မဲ့ page ကိုကျတို့တွေ profile နဲ့ကိုဝင်နှားပါမယ်ပြီးရင်တော့ကျတို့ကဒီမှာ study ကိုနှိပ်ပါမယ် study ကိုနှိပ်ပြီးွားပြီဆိုလို့ရှင်ကျတို့အပေါ်နားကိုနည်းနည်းလေးဆွဲတင်လိုက်ပါမယ်နော်ဆွဲတင်ပြီးွားပြီဆိုလို့ရှင်ကျတို့ဒီမှာ page status ဆိုတာလေးရှိပါနော် page status ဆိုတာရှိပါတယ်အဲ့ကောင်ကိုကျတို့တစ်ချက်နှိပ်ပေးပါအဲ့ဒီကောင်ကိုတစ်ချက်နှိပ်ပြီးသွားပြီဆိုလို့ချင်းအပေါ်မှာ name ကိုနှိပ်ပေးပါ အပေါ်မှာနှိမ့်ကိုနှိပ်ပြပါပြီဆိုလို့ရှင်အဲ့တော့ကျွန်တော်အရင်နှိမ့်ချိန်တဲ့ဗီဒီယိုတွေတုန်းကလည်းကျွန်တော်ပြောပြပါတယ်အဲ့တော့ကျွန်တော်တို့တွေကနှိမ့်ချိန်မယ်ဆိုလို့ရှင်ဒီထဲကဇကစုတစ်ခုကို ပြန်ပြီးတော့ယူရမယ်ဆိုတာเนาะပြန်ပြီးတော့ယူရမယ်လို့ကျွန်တော်ပြောတယ်အဲ့တော့ကျွန်တော်ဘယ်လိုမျိုးချိန်မလဲဆိုလို့ရှင်ကျွန်တော်ဒီကောင်တွေကိုကျွန်တော်ဖြတ်မယ်ပေါ့เนาะဖြတ်ပြီးွားပြီဆိုလို့ရှင်ကျွန်တော်ဒီဇက်ရဲ့ရှေ့မှာဇက်ရဲ့ရှေ့မှာကျွန်တော်အဲ့လိုမျိုးချိန်လို့တော့မရအောင်เนาะအဲ့တော့ ျွန်တော်ဘယ်လိုလုပ်မလဲဆိုလို့ရှင်ဇင်တစ်လုံးတော့ကျွန်တော်မဖြစ်မနေယူမရမယ်နော်ဇင်တစ်လုံးတော့ကျွန်တော်တို့မဖြစ်မနေယူမရမယ်ပြီးလို့ရှင်တော့ကျွန်တော်က daily technology ပေါ့နော်ကျွန်တော် YouTube နဲ့ name တစ်ခုတည်းဖြစ်အောင်ကျွန်တော်ပြန်ချိန်းနေတာပေါ့နော်အဲ daily technology ဆိုပြီးတော့ကျွန်တော်ပြန်ပြီးတော့ထည့်လိုက်တယ်ပေါ့နော်အဲ daily technology ထည့်လိုက်တယ်တကယ်တမ်းကျွန်တော်လူကျင်တဲ့ပုံစံမျိုးကကြတော့ ZAN ကို daily technology ဆိုပြီးတော့ကျွန်တော်လူကျင်တာဖြစ်ပါတယ်ဒါပေမဲ့ ကျွန်တော်အကိုလိုချင်တဲ့ပုံစံတိုင်းမရတာဖြစ်တဲ့အတွက်မရသေးတာဖြစ်တဲ့အတွက်ကျွန်တော်ဒီနီလန်းကိုအသုံးပြုပြီးတော့ချိန်တာဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော် review ပေါ့နော် review chain ကိုကျွန်တော်နှိပ်လိုက်ပါမယ် review chain ကိုနှိပ်လိုက်တဲ့အခါမှာကျွန်တော်က submit form apa ပေါ့နော်ကျွန်တော်အရင်ဆုံးသူ့ကိုခွင့်ယူရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာနှိပ်လိုက်ပါမယ် ထည့်ပြီးသွားပြီဆိုလို့ချင်းတော့ဒါပြောင်းသွားတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်အဲ့တော့ကိုချိန်းရင်လည်းနောက်တစ်ပတ်နောက်တစ်ခါထပ်ချိန်းမယ်ဆိုလို့ချင်းကျွန်တော်တို့က YouTube ကနေအတိုင်းပေါ့နော် Zan ကို Daily Technology ဆိုပြီးတော့ချိန်းလို့ရသွားမှာဖြစ်ပါတယ်เนาะအဲ့တော့ page ဒီ page ပဲဖြစ် page name ချိန်းတာအာ Facebook name ချိန်းတာပေါ့နော် account name ချိန်းတာကျွန်တော်ဒီနီလန်းလေးကိုတိထားတယ်ဆိုလို့ချင်းချိန်းရတာလွယ်ပါတယ်အကယ်၍ကိုကဒီနီလန်းလေးကိုမတိထားဘူးဆိုလို့ချင်း name limit ထိမယ်ဒါမှမဟုတ်ဘူးကျွန်တော်တို့ချိန်းမရတာတွေဖြစ်မယ်ပေါ့နော် ဟုတ်ကဲ့ပါကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နော်မှကြည့်ကြည့်ပါနော်โอเคနော်ဒါဆိုလို့ရှိရင်ကျော်ချိန်ရင်တဲ့ပုံစံလေးတိုင်းချိန်သွားပြီးဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကလူကြီးမင်းတို့အတွက်အကျိုးတစုံတရာရှိတယ်ဆိုလို့ရှင်ကျွန်တော်ရဲ့ page လေးကို like and follow လေးလုပ်ပေးတာပါကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပြီးတော့အပေါ်နာကခေါင်းဆောင်လေးကိုလည်း on ပေးထားဖို့မမေ့ပါနဲ့ခင်ဗျာကျေးဇူးတင်ပါတယ်